မင်္ဂလာပါရှင်အချမ်းဖတ်ဆေးအုပ်စုရဲ့အချမ်းဖတ်မှုတွေကိုတက်တည်ပြနေတဲ့သွေးစွန်းတဲ့ကင်ကနက်တွေကတော့မရက်တန့်သေးပဲဆက်လက်မြင့်တက်ပြီးကျူးလွန်နေဆဲဖြစ်တာကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကဒီလိုကျူးလွန်မှုတွေကိုတက်တည်အထောက်အထားအပြည့်နဲ့စုဆောင်းထားပါတယ်။ဒါဟာနိုင်ငံတကာကအချမ်းဖတ်ဆေးအုပ်စုကိုအေးအေးယူနိုင်မှုနဲ့ကျူးလွန်ခံရသူတွေရဲ့နေနာမှုအတွက်တရားမျှတမှုရဖို့အတွက် တက်တည်မှတ်တမ်းတွေပဲဖြစ်ပါတယ်။အခုကတော့2025ခုနှစ်အောက်တိုဘာလအတွင်းအကျန်းသက်ဆဲအုပ်စုကမြန်မာနိုင်ငံတော်မှာကျူးလွန်ခဲ့တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေကိုအစီရင်ခံတင်ပြပေးသွားပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့အကြမ်းဖက်ဆဲအုပ်စုရဲ့တရားလက်လို့တပ်ဖြတ်မှုဖြစ်စဉ်ပေါင်း၁၀၈ရှိခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း250အထိကျူးလွန်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးခဲ့ပြီး922ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်18နှစ်အောင်ကလင်းငယ်38ဦးပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတာကတော့စကိုင်းတိုင်းဖြစ်ပြီး46ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတာတွေ့ရပါတယ် အလားတူပဲဂျပန်စစ်အုပ်စုဟာလူမှုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။အော်တိုဘာလတလထဲမှာပဲနိုင်ငံတော်မှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်းစုစုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း116ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီထဲမှာတော့အသက်18နှစ်ယောက်ကလေးငယ်16ယောက်အထိ ပါဝင်ပါတယ်။အကျံဖက်ဆေအိုစုက2021ခုနှစ်ဆင်ဟာနာတိမ်မီကလေးကအယက်သားဖြစ်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်တာ လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်တာလူတို့ရဲ့အိုးအိမ်တွေကိုဖျက်ဆီးတာတွေနဲ့အတင်းအဓမ္မအလုပ်စေခိုင်းမှုတရားလက်လွတ်ဖမ်းဆီးမှုနဲ့တခြားသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုလည်းကျူးလွန်ခဲ့တာတွေကိုလအလိုက်မှတ်တမ်းတင်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာတော့အထက်ပါလူအခွင့်အရေးကျူးလွန်မှုတွေအပါအဝင် လူတို့ပေါ်လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း959ခုကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ လားလိုက်ကျူးလွန်မှုတွေကိုမှတ်တမ်းတင်ထားရမှာအကျန်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေဟာရက်တန့်သွားဖို့မဆိုထားနဲ့ကိန်းကနန်းတွေမြင့်တက်မြင့်တက်လာပါတယ်။အကျန်းဖက်ဆဲအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေရတဲ့အမျှမြေပြင်မှာလူမှုပေါ်အကျန်းဖက်မှုတွေလည်းဇက်တိုက်တိုးမြင့်လှုပ်ဆောင်နေပါတယ်။တရားမဝင်ရွေးကောက်ပွဲဥပဒေကိုအသက်သွင်းပြီးလူမှုကိုဖမ်းဆီးထောင်ချတာတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့အကြောက်တရားရိုက်သွင်းပြီးအတူရောင်ရွေးကောက်ပွဲကိုပုံဖော်နေပါတယ်။ အော်တိုဘာလအတွင်းမှာလည်းအထူးဆိုးရွားတဲ့ဖြစ်စဉ်အနေနဲ့စကိုင်းတိုင်းဒေသကြီး၆ဦးမြို့နယ်ဘုံတိုရွာမှာရှိတဲ့မူလာရန်ကျောင်းကိုအော်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာတရင်ကျွတ်လှပြနေမှာအကြံဖတ်စေအုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါအဝင် အရသာပြည်သူ23ဦးသေဆုံးခဲ့တယ်လို့64ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အကြံဖတ်စေအုပ်စုဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ အချမ်းဖက်ဆဲအုပ်စုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအားအလိုမရှိကြောင်းဒေသခံပြည်သူတွေကဆန္ဒထုတ်ဖော်တဲ့နေရာဖြစ်တယ်လို့ဘုံချဲတိုက်ခိုက်ချိန်ဟာလဲတရင်ကျော့လာပြည့်နေ့အတွက်ဒေသခံတွေနဲ့ကလင်းငယ်တွေတရင်ကျော့လာပြည့်နေ့စင်မီထုံစုတောင်းရပြုလုပ်နေခြင်းလဲဖြစ်ပါတယ် လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အကြံဖက်ဆေးအုပ်စုရဲ့အခုလိုကျူးလွန်မှုတွေအလုံးကိုအေးအေးယူခံရနိုင်မှုအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။